မင်္ဂလာပါဒီရက်ကတော့ Grade 12 Mathematics ကိုသင်ကြမယ်ကျေစုဆန္ဒဖြစ်ပါတယ်ကျေသင်ကြမယ်ပိုင်းကတော့10.3ရဲ့ Integration ပိုင်းပိုင်းပဲဖြစ်ပါတယ် ။လမ်းနည်းအောင်ကန်အနေနဲ့စာသင်သားတို့ဒီဘာရရှိသွားမလဲဆိုတော့ integration by pair formula ရေ program ကြီးเนาะအဲ့ဒါတွေကို သင်ကြားရရှိသွားမှာဖြစ်ပါတယ်။ အဲ့တော့ integration ပိုင်းဘက်ရဲ့ formula ကဘာလဲဆိုတော့ integrals of udv equal to uv minus integral of vdu ပထမဆုံးချက်တော့ဘာကိုရေးလိုက်မလဲ u ဘာကိုထားမလဲ dv ဘာကိုထားမလဲပြီးရင် differentiate ဆိုတော့ u u differentiate လုပ်မယ် dv ကို integrate လုပ်အဲ့ဒါပြီးတော့ sensitivity ပြန်လုပ်မယ်အဲ့တော့ integral of udv equal to uv minus integral of vdu အဲ့ဒါပြီးတော့မှ simplify ပေါ့နော်အရှင်းဆုံးပုံစံကြီးပြန်လိုက်ပါမယ် တော့ example 8ပေါ့ example 8ရဲ့ဂျယ်ရိုနံပါတ် A ကိုစာထွက်မယ်။မဲ့ရောစာထွက်တော့ဂျယ်ရို U ကိုပဲထားမလဲဆို X ကိုပဲထားမယ်။ DBO ကြတော့ e power x dh ထားမယ်။ဒါဆိုလို့ရှိရင် U ကိုရှိရင် DU X ကိုရှိရင် dh DBO integrate လုပ်လို့ရှိရင် V ပေါ့။ e power x ကို integrate လုပ်လို့ရှိရင် e power x ပဲပေါ့နော်။အဲ့တော့ integral ဆို x e power x dh ပေါ့။ သူ့ကိုဘယ်ပုံစံသွဲမလဲရင်း formula ကိုပြင်ဆင်သားမယ် UDV equal to UV minus integral of VD ဒါဆိုရင် UV U ကဘယ်လောက်လဲ h V ကဘယ်လောက်လဲ e power h minus integral of VD V ကဘယ်လောက်လဲ e power h DU ကဘယ်လောက်လဲ dh အဲ့ဒါကိုရှိတ်လိုက်တော့ zero h e power h ကိုပြန်ရင်းမယ် integrate ကိုပြန်လုပ်တော့ minus e power a plus c ပါအဲ့တော့နံပါတ် b ကို zero ဆက်ပြီးကြည့်အောင် integral of LNHDH နော် LNHDH မှာဘယ်သူကိုယူထားမလဲဆိုရင် LNH ကိုယူထားမယ် DB DH သူ့ကိုရှိတ်လိုက်တော့ 1/8DH V ပေါ့နော် integral လုတ်လိုက်တော့ V ထွက်မယ်ဒီဘက်ကို integral လုတ်လိုက်တော့1ဆိုတော့ h ထွက်မယ်အဲ့ဒါကိုဆိုတော့ပုံသဏ္ဍာန်ကြီးပဲပြန်သွင်းမယ် UV U ဆိုတော့ LN V ဆိုတော့ h UV minus integral of VDU V ရ h GU က1 by HDA ခြေလိုက်တော့ DH plus C အဲဒီတော့ကျွန်တော်ရှိရကောင်ပြန်ကူးမယ် HLNH ဒီနှစ်ခုက1 1ကို integrate လုပ်တော့ H ပြီးတော့ plus C ပါ တော့နံပါတ်8ရဲ့ C ပေါ့နော်နံပါတ်8ရဲ့ C ကိုဆက်ပြောအောင်အဲ့တော့ဒီကျတော့ integrate ကို x cos dx ပေါ့သူ့ကိုယူထားမယ်ဆိုလို့ရှိရင် u ကို u = x သူ့ကိုရှိတ်လိုက်တော့ du dx အဲ့တော့ dv ကပါလဲ cos x dx သူ့ကို integrate လုပ်တော့ v ပြောမှလဲ integrate လုပ်တော့ cos x dx integrate လုပ်ပြီးတော့ဘာရအောင်မယ်ဆို sin a ဆရာပါမယ်နော် ော့ formula ကိုပြန်ထည့်ပေါ့ uv minus ne u က h v က sin minus ne integral of v v ကဘယ်လောက်လဲ sin a dx က dh ပေါ့ဒီ union မှာ dh နော်အဲ့တော့မှဒီဆရာတို့ဒီကောင် integrate လုပ်လိုက်တော့ဗာရမယ် cos a ဒါကြောင့်မို့အဖြေက a sin a + a + c ပါ အာပြီးတော့ဂျေရိုနမတ်ဂျီပေါ့ h sin h d s ကိုဘယ်လိုယူထားမလဲစဉ်းစားကြည့်အောင်သတော့အတိုင်းပဲ h ကိုယူထားမယ် dv က sin h d s အဲ့တော့ u ကိုရိုက်တော့ du d s v ကိုရိုက်တော့ sin h ကို integrate လုပ်တဲ့အခါကျတော့ minus cos h အဲ့ဒါကို formula ပြန်ထည့်မယ် uv minus integral of vdu ပြန်ထည့်ထားတော့ဒီကောင်နဲ့ h နဲ့တွဲလိုက်တော့ minus a cos x minus integral of minus cos x dx cos ကို integrate လုပ်တော့ sin เนาะအဲ့မှာသူကဒီက minus နဲ့ minus နဲ့နှစ်ခုပေါင်းရလို့ plus ဖြစ်သွားတာပေါ့ plus sin a plus c ပေါ့ရှေ့ကောင်က minus a cos a plus sin a plus c ဖြစ်သွားပါမယ် အဲ့တော့ example A ရဲ့နံပါတ် E ကို0ဆက်တင်အောင်ဒါလေးကနည်းနည်းလေးတော့သူက exponential နဲ့ sign နဲ့ပါတော့နည်းနည်းရှုပ်ပါရဲအဲ့တော့ဒီကောင်ဘယ်လိုထားမလဲ u ဆို e^2 ကိုထားမယ်သူ့ကိုရှေ့လိုက်တော့ du e^2dh အခု db ကိုဆက်ထားမယ် db ကဘာလို့ထားမလဲ sin ad အဲ့တော့ integrate လုပ်လိုက်တော့ v minus cos ရသွားမယ်ဒါကိုကျေတော့ပုံစံကြီးပြန်သွင်းမယ် ub minus integrate of v du ပြန်သွင်းမယ်ဆိုရင် minus e^2 cos x minus ဒီကောင်က V နေရာမှာ minus cos a integral of VDU G U နေရာမှာ e power s dx အနှုံးနဲ့နှုံးနဲ့တွေ့တော့အပေါင်းဒါပေမဲ့ဒီမှာကချက်ချင်း integrate လုပ်လို့မရဘာအတွဲပြန်ဖြစ်သွားလဲဆို e power s cos a တွေပြန်ဖြစ်သွားလို့ပါအဲ့တော့ဂျဲတို့ကဒီကောင် e power a sin ကို i ဆိုပြီးထားခဲ့မရှိရကောင်ဒါဆိုရင် तू က minus a e power a cos a plus e power a cos a dx အဲ့ဒီမှာမှ uv ထပ်ထားမယ်ချက် ebys ကိုယူထားတော့ gu ebys dh causes ကို v ထားမယ် integrate လုပ်တော့ sin ကြီးဆရာဒါဆိုရင်သူ့မှာ substitute ပြန်လို့ဒီပိုင်းလေးကိုတွန့်နေရနော်အသေးလေးကိုပဲတွန့်နေရပြန်လို့တော့ uv uv ဆို ebh ဒီဘက်က sin ebh sin minus integral of v v ကဘယ်လောက်တော့ v က sin du ကဘယ်လောက်လဲ ebh dh နော် ။အဲ့ဒါကိုအစားသွင်းလိုက်ပြီးဒီတရေလုံးရလာပြီဆိုရင်ကျတော့ first equation 1ထဲမှာဒီတိတိလေးကိုပြန်ခဲ့။ဒါဆိုရင် i equal to minus e power a cos x plus ဒီတရေလုံးက e power a sin x minus integral of e power a sin x d ။ဒါပေမဲ့ e power a sin x ဆိုတာကိုကျတော့ i လို့ထားခဲ့တယ်ရှေ့မှာလေ။ i ထားခဲ့တော့ကျတော့ဒီ minus i ကိုဒီဘက်ပို့လိုက်တော့ plus i ဆိုဒီညမှာ2 i ဖြစ်သွားမှာ တူဝိုင်ဟောသူကတခါတဲ့ဂျယ်ရိုဟာဒီဘက်ကိုအိုင်တလုံးမဲ့လူချင်းနဲ့တွဲသွားစားလိုက်တော့1/2ဂျန်တာတော့ဒီတိုင်းပဲပေါ့ e power x ကိုပုံထုတ်ထားတာ size x minus ne cos a plus c ပေါ့ဒါဆိုတော့မှဂျယ်ရိုဟာရှင်းရှင်းလေးဖြစ်သွားပြီ integration အဲ့ဒီအခြေအနေကြတော့မှ ind ဘယ်ရောက်ထားခဲ့လဲ e power x size ကိုထားခဲ့တာအဲ့ဒါကိုပြန်ကူးလိုက်မယ်ဒီဘက်က1/2 power x size minus ne cos a ပြီးတော့ဗာလဲ plus c ပါ အဲ example A ရဲ့ number F ကိုဆက်လက်ပြီးသင်ကြရအောင် integration of a² ln a dh ပေါ့အဲ့တော့ solution ကိုကြည့်မယ်ယူထားမယ်ပေါ့ဘယ်လိုယူထားမလဲကျေတော့ ln a ကိုယူထားမယ်သူ့ကိုရှိတ်လိုက်တော့ du 1 by a dh ဒါဆိုရင် dv ရပါဖြစ်မလဲ a² dh ပေါ့နော် a² dh ကို integrate လုပ်လိုက်တော့ဒီကောင်က v ရမယ် a² integrate လုပ်လိုက်တော့ h2 by 3 เนาะဒါကိုဆိုတော့ formula ပြန်ထည့်မယ် uv မိုင်းနဲ့ integral of vdu เนาะအဲ့တော့ h2/3 ရဲ့ 1/a ရကျဲ1/3ကိုတကယ်တော့ရှေ့ပို့ထားဒီ h2 နဲ့ h2 နဲ့ h နဲ့ကျင်လိုက်တော့ h2 h2 ကိုထပ်ပြီး integrate လုပ်တော့ h2/3 အားကြောင့်မို့သူ့ရဲ့အဖြေက h2/3 ln x 1/3 h³/3 ဆိုတော့သူတို့တစ်ခုကိုမြှောက်လိုက်တော့1/9နောက်ဆုံး less sensor h2l and h/3 ရဲ့ရွက်က -h2/9 plus c ရရှိတော့မှာဖြစ်ပါတယ်။အဲတော့10.3ရဲ့နံပါတ် e ပေါ့နံပါတ် e က integration of h cos 5a dx ဒါဆိုရင်ကျတော့ u ကိုပြုထားမယ် h ထားမယ်အဲ့တော့ du dh ပေါ့ dv equal to cos a dh အဲ့ဒါကို integrate လုပ်လိုက်တော့ v ဒီဘက်ကို integrate လုပ်လိုက်တော့ sin phi a by phi formula ထည့်မယ် uv uv ကိုထည့်လိုက်တော့ a sin phi is by phi minus integrate of v du V က sci-fi ရဲ့ by 5 DURDH အဲ့တော့ဒီ1 by 5ကိုရှေ့ပို့လိုက်မယ် sci-fi ကိုလိုတဲ့ကော minus cos 5a သူရဲ့ fine ရပြန်စားထားတာ5ကဒီမှာမှာ minus နဲ့ minus နဲ့တွေ့တော့ဘလောက်လဲ plus ဒါကြောင့်မလို့ cos 5a by 25အဲ့တော့ answer အကုန်လုံးဆိုရင်ရှေ့အကောင်နေပြန်ရင်မယ် a sin 5a by 5 plus cos 5a by 25 plus c ပါ wow. ။အဲ့တော့ဇာတ်လို့ဂျန်တဲ့ကောင်လေးကို10.3ရဲ့ဂျန်တဲ့ကောင်လေးကို homework ရေးပေးပါ။ homework တွက်ပေးပါပေါ့။ဒီနေ့ကတော့ဂျေတိန်နဲ့သင်ငန်းစာကိုဒီလောက်နဲ့ပဲနားလိုက်ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။